ထမင်းကိုပလက်တောင်းနဲ့ချုပ်တာလေးပြပေးသွားပါမယ်အရင်ဦးဆုံးတော့ထမင်းရဲ့အတွင်းဘက်ကို အဲမလာတဲ့ဘက်ကိုအရင်ဆုံးခောက်ထားတယ်ခောက်ချောင်းရှိတဲ့ဘက်မှာမှတ်ပါမယ်ပုံမှန်ကိုလုံးဆိုလို့ရှိရင်ခွနှစ်ပဲယူပါတယ်နော်အလေခောက်ချောင်းကနေနည်းနည်းလေးဝါတယ်ခါတုတ်တယ်နည်းနည်းလေးကိုလုံးရှိတယ်လို့ဆိုရင်ခွနှစ်ခွဲနော်အရင်ဝါရင်ရှစ်ထီယူလို့ရပါတယ်ဒါလေးကတော့ normal size ခွနှစ်လက်မနဲ့ချုပ်ပါမယ်အလေခောက်ချောင်းကနေခွနှစ်လက်မမှတ်ပါမယ်နော်အဲ့ဒါတော့ကလေးချောင်းထဲမှာနော်အခုမှတ်တဲ့နေရာကနေနောက်ထပ်တစ်ချမ်းကိုလည်းလှမ်းပြီးတော့တခါတည်းမှတ်လိုက်တယ်အဲ့ဒီမှတ်ထားတဲ့နေရာကနေပြီးတော့ နှစ်ပြန်ပေါ့နော်နှစ်ပြန်ဆိုတာခုနလက်မှထည့်ထားရင်14လက်မှမှတ်မယ်ခုနှစ်ခွဲထည့်ထားရဲဆိုရင်15လက်မှမှတ်ပါမယ်နော်အဲ့ဒါဒီနှစ်ပြန်ထည့်တဲ့သဘောပေါ့နော်ခုနှစ်လက်မှထည့်တဲ့တောက်ဆိုတော့ဒီမှာတခါတယ်14လက်မှမှတ်လိုက်တယ်အဲပြီးတော့ဒီမှာတောက်ဆွဲပါမယ်တောက်ရှီကအရက်မြင့်နေဆိုရင်ခွန်ခွဲရှိတိယူလို့ရတယ်ဒါလေးကတော့အရက်မမြင့်တဲ့အတွက်ကိုခုနလက်မှပဲယူထားပါတယ်နော်တောက်ရှီကတော့မိမိအဲထဲ့မဲ့ဒီ ခဏကိုကြည့်ပြီးတော့เนาะထည့်လို့ရပါတယ်ခွန်နဲ့ခွန်နဲ့ခွဲရှစ်ပေါ့เนาะအဲ့လိုမျိုးယူလို့ရတယ်ဓာတ်ကြဲရကြတော့ဒီမှာတလက်မเนาะဘေးကိုတလက်မစီမှတ်လိုက်ပါတယ်မှတ်ပြီးတော့ဓာတ်ရှိဆွဲပါမယ်ဒါလေးကလွယ်ကူတယ်ရိုးရှင်းပြီးရောတခါတည်းမှတ်သွားတယ်နီးလေးပေါ့เนาะအလုံးမအောင်တောက်လေးတောက်ထဲပါမယ် ကယ်၍ထမိန်ခွင်းကျင်းနေဆိုလို့ရှိရင်ဒီနေရာမှာတလက်မမထည့်ပဲနဲ့6စိတ်လောက်ပဲထည့်လဲရတယ်ဒါမှမဟုတ်လက်မဝက်လောက်ပဲထည့်လဲရပါတယ်နော်မိမိချုံမဲ့ခွင်းနဲ့ခန္ဓာကိုယ်ကြည့်ပြီးတော့အ short တင်းလောက်သွားလို့ရပါတယ်ဒီခွင်းလေးကနှက်ကိုက်ခွင်းမလို့သူ့ကိုတလက်မအပြည့်ထည့်လိုက်တာဖြစ်ပါတယ်နော်တောက်တီးက၄ခုလုံးမမပြတော့ဘူးနော်အဲနှစ်ခုကိုမပြတယ်အခုဒါထည့်တဲ့အစင်ကိုပြပါမယ်နော် ထိတ်လေးတွေကိုတုတ်ပါမယ်เนาะထိတ်စာလေးတွေတုတ်မယ်အဆုံးကိုလည်းတုတ်မယ်အဆုံးကိုချုပ်တဲ့ခါကျရင်အဖျားလေးကိုရှူးပြီးတော့ယူသွားပါမယ်เนาะချုပ်နေရင်လည်းအဖျားလေးကိုရှူး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 ပြီးတော့ယူသွားမယ်ယူသွားပြီးသွားရင်အချီမြင်လေးကိုတလက်မလောက်ထုတ်ထားပါမယ်เนาะအဖျားကိုကတ်ပြီးမညက်ဘူးနည်းနည်းလေးခွာပြီးတော့တလက်မလောက်ခွာပြီးညက်ပါတယ်เนาะအဲ့ဒါဆိုရင်အဲ့ထောက်ကခိုင်းတယ်ပြန်မပြေဘူးထမိန်ညာဆွေးသွားမယ်ထောက်ကလုံးဝပြုတ်เสียအကြောင်းမရှိဘူးပေါ့เนาะအလိုမျိုးလေးခြေကိုလည်းတုတ်မယ် ဲတလမလောက်လဲခြေလေးထုတ်ထားတယ်ဆိုရင် तू ကလေခြေအဖျားလေးကအဲဘယ်လိုပြောကျစ်ထားသလိုလေးဖြစ်သွားတယ်ပေါ့နော်ခြေလေးတွေကျစ်ထားသလိုဖြစ်တယ်လုံးဝပြန်မပြေးပါအောင်နော်အဲ့ဒီနီးလေးနဲ့သုံးကြည့်ပါဒါကိုအဲအဖျားလေးတွေကိုတက်နိုင်တလောက်ရှူးရှူးလေးယူပေးပါနော်အဲ့ဒါဆိုရင်ပို့ပြီးတော့ဝတ်လို့ကောင်းပါတယ်ဒီထမိန်လေးတွေကအဲ ခွင်းနည်းနည်းလေး sorry အနံ့နည်းနည်းလေးတိုတယ်ပေါ့နော်အနံ့အရင်မရှိဘူးအဲ့ဒါကြောင့်မလို့အဲအရင်မြင့်နေလို့ဆိုရင်ထပ်စင်အကြီးဆုံး site ကိုတက်ပေးပါနော်အရင်တိတ်မမြင့်ဘူးဆိုရင်အဲအလက် site နဲ့ထည့်လို့ရတယ်နော်ပုံမှန်ပုံမှန် site ကိုတော့တိတ်မထည့်ပေးနဲ့ပုံမှန် site ဆိုရင်နည်းနည်းလေးတိုတတ်တယ်ပေါ့နော်သူကအနံ့တိုလို့ပါတောက်လေးခုလုံးထည့်ပါမယ်နော်အောက်ပိုင်းချုပ်တာလေးကိုနောက်တစ်ပိုင်းထပ်တင်ပေးပါမယ်เนาะချုပ်နေရင်လည်းမီးပြတ်သွားလို့ပါ ထမိန်ကိုပက်လက်တောင်းနဲ့ထည့်နေတာဒါလေးကအပိုင်းနှစ်ဖြစ်ပါတယ်အပိုင်းတစ်ကတော့တွက်တဲ့နီးတွေတောက်ထဲတဲ့နီးတွေတင်ပြထားပါတယ်အဲဒါလေးကကြတော့မီးပြတ်သွားတဲ့အတွက်ကိုချုပ်တဲ့အပိုင်းလေးပေါ့နော်ဒီထက်ဆင်ထဲတာရယ်အဲပြီးတော့အောက်တောက်ထည့်ပြီးတော့ဘေး ပေးมาပေါ့เนาะအောက်တော့ထဲတာလေးပြပေးมาဖြစ်ပါတယ်ဒါလေးလိုက်ကြည့်ပေးပါအောင်เนาะအထက်ဆင်ကတော့အဖြစ်နိုင်လို့ရှိရင်တော့လက်ဆိုင်လေးကိုတုံးစီခြင်းနဲ့ပေါ့เนาะအဲဒါလေးကမရှိတဲ့အတွက်ကိုအမဒီအသေးဆိုင်ကိုပဲတုံးထားတယ်ဝင်းရွှေပါတစိအရန်ကောင်းပါတယ်အဲအမတုံးလာတာ20လောက်ရှိပြီအဲ့ဒီတစိလေးကအဲရောင်လည်းမကြဘူးပြီးတော့သူကဟို အရင်ကြီး quality မလျော့ပါဘူးပေါ့နော်တချို့တစိမ့်တီကြတော့နည်းနည်း quality ရော့ရော့ပါတယ်သူကတော့ quality မလျော့ဘူးအခုထိကောင်းနေသေးတယ်ပေါ့နော်အဲ left side နဲ့အကြီး side ဆိုရင် quality ပိုပြီးကောင်းပါတယ်နော်အဲဒီမှာအလှမလှအမပြပါရဲ့နော်ဒီမှာအလှနဲ့မလှကိုမမြင်ရမှာဆိုလို့နော်ဒီမှာအလှအထက်စင်ရဲ့အလှဘက်နဲ့အဲဒီထမိန်ရဲ့အလှဘက်ကိုတွားပြီးတော့မျက်နှာချင်းဆိုင်ကိုတွားထက်လိုက်ပါမယ်နော် ထမင်းရဲ့အလှကတော့အခုတင်ထားတာထမင်းရဲ့အလှဖြစ်ပါတယ်အယောင်စုံနေတာပေါ့နော်အဲ့ဒါလေးကအလှပေါ့နော်အလှနှစ်ခုကိုမြင်းနဲ့ချင်းဆိုင်သွားပြီးတော့သူ့ကိုထပ်လိုက်ပါမယ်နော်ထပ်ပြီးွားလို့ရှိရင်သူ့ကိုအဲပြည်တပြားပဲချုပ်ပါတယ်နော်ချုပ်စာအများကြီးမယူပါဘူးအဲပြီးွားတော့ဒီမှာခြေကိုအဆလေးဒီမှာအထိတ်ထိတ်ဆနဲ့အဆုံးနဲ့မှာခြေလေးကိုတေချာလေးတုတ်ပေးရပါတယ်နော်ဒီမှာအဲ ချိုရိုးနှစ်ခုကိုတေချာလေးညီအောင်ထပ်ရပါတယ်ဒီမှာတောက်ထည့်ထားတော့သူကနည်းနည်းလေး white သွားတဲ့နေရာလေးတွေရှိတယ်အဲ white သွားတဲ့နေရာလေးတွေကိုလည်းအဲသူ့အ white တိုင်းလေးပေါ့နော်သူ့ကိုအလိုက်တင်ထပ်စင်လေးရသွားပြီးတော့အဲညီလူမြလူထပ်ပေးရမှာဖြစ်ပါတယ်နော်ဒါလေးကတော့အိနေရင်ဝတ်ဖို့ အဲခြေပါထိုင်းလေးတွေဖြစ်ပါတယ်တကွင်းကိုတသောင်းနဲ့တထောင်ပေးရတယ်သူကတော့နှက်ကြိုက်ကွင်းလာတယ်ပေါ့နော်အရင်ကဒီထမိန်လေးတွေဘလောက်မှမပေးရဘူးအခုတော်တော်လေးကိုဈေးတက်သွားတယ်ပေါ့နော်ဒါလေးတွေကမှအိမ်မနေဝတ်ဖို့အတွက်ကိုတစ်ခါဝင်ရင်အလို6ထဲပေါ့နော်အလိုဝယ်ဝယ်ပြီးဝတ်တာဒီဒီခောက်တော့ဈေးအရင်တက်သွားတဲ့အတွက်ကိုအများကြီးမဝယ်လာဘဲနဲ့တစ်ထဲပဲဝယ်လာတာပါတောင်းတထောင်ပေးရပါတယ် အယောင်လေးတော်တော်ဆိုတယ်ရောင်စုံရှိတယ်ပေါ့နော်အဲ့ဒီထဲမှာအစင်ဆုံးရောင်စုံရှိတယ်အဲဒါလေးကတော့အမကြိုက်တဲ့အနီလေးကိုယူလာတာဗီဒီယိုရိုက်ပြီးပြခြင်းတဲ့အတွက်ကိုမြင်တာတဲ့အယောင်လေးကိုပေါ့နော်ယူလာလိုက်တာဖြစ်ပါတယ် အဲအိမ်မနေဝတ်တဲ့လူတွေကတော့ဒီလိုမျိုးလှဲ့ပြီးဝတ်လို့ရတယ်ဒီပက်လေထောက်ကိုပဲသုံးစီကျင်ပါတယ်အဓိကတော့အဲထောက်ထည့်တယ်ဆိုတာခွင်းလေးလေးကျင်းသွားမယ်မြဲမယ်ပေါ့နော်မဟုတ်ရင်ခွင်းကြီးက၄00ရင်းဖြစ်နေမှာဆိုလို့ထောက်လေးလေးထိန်းလိုက်တာဒါပေမဲ့အိမ်မနေဝတ်တဲ့ဟိုပေါ့နော်ကိုအကျန်းဝတ်တဲ့အထဲဆိုလို့ရှိရင်တော့တင်ထောက်လေးမထဲနဲ့ဒီလိုပက်လေထောက်လေးထည့်ပြီးတော့ဝတ်ပါအဲ့ဒါပို့ပြီးတော့ထမိန်လေးမနာဘူးပေါ့နော်လှဲ့ပြီးဝတ်လို့ရတဲ့အတွက်ကို ဲဓာတ်တွေထည့်လိုက်တော့သူကလေထက်ဆင်နည်းနည်းလေးပိုသွားပါတယ်เนาะအဲ့ဒါလေးကိုတေချာလေးဖြတ်လိုက်ပါတယ်ပလဲထောင်လေးကအဲအိမ်မနေနဲ့ကိုဆက်ကလေးတစ်လုံးရှိတယ်ဆိုရင်ကိုကကိုချုပ်လို့ရတယ်ဆက်ကလေးပဲနင်းတတ်တယ်ဆိုရင်ကိုအဆင်ပြေပါတယ်အရန်ကြီးမခက်ခဲပါဘူးเนาะအမအလွယ်ကူဆုံးနည်းလေးနဲ့ပြပေးထားပါတယ် ဒါလေးကတော့ထပ်ဆင်တက်ပြီးသွားပြီဆိုတော့ထမိန်နှစ်ခုကိုပူပါမယ်အလှနှစ်ခုထပ်လိုက်ပါတယ်အဲပြီးတော့ဒီမှာထိတ်ဆလေးတွေကို တုတ်ပေးပါတယ်နော် ချုံရိုးကိုပြီးတပြားပဲယူပါတယ်နော်ပြီးတပြားအဲနည်းနည်းစွန်းစွန်းလေးပေါ့နော်အရန်ကတ်ပြီးချုံရင်လည်းဓာစားရင်အဲအရန်ကတ်သွားမှာစိုးလို့ပြီးတပြားနဲ့နည်းနည်းလေးခွာပြီးပေါ့နော်လက်မဝက်လောက်ချုပ်လိုက်ပါတယ်နော်လက်မဝက်နဲ့ချုပ်လာတယ်ချုပ်လာရချုပ်လာရင်းနဲ့ထမိန်အောင်နာရောက်ခါနီးအဲ တထောင်ပေါ့နော်ဆက်ရှိလက်မလောက်အလိုကျလို့ရှိရင်အောက်တောက်စပြီးထည့်ပါမယ်အောက်တောက်ထည့်ခြင်းကတော့ထမိန်ကိုအောက်ပိုင်းကြီးတွေပွမနေအောင်နောက်ပြီးတော့ထမိန်ကအလိုလေးဟို ဘယ်လိုပြောမလဲပုံကြအောင်ပေါ့နော်ဟိုဝတ်တဲ့ခါကျရင်အရင်ကြီး၄ထောင်ကြီးဖြစ်မနေအောင်ထမင်းကိုပုံကြအောင်လို့အဲအောက်ထပ်ကိုဖမ်းပြီးတော့ထည့်ပေးတာပါနော်ဒီမှာ၁ထောင်လောက်ကိုမှန်းလိုက်ပါတယ်နော်ဟိုကိုကမကျွမ်းကျင်သေးဘူးဆိုရင်ဒီဆက်ပေါ်မတက်ခင်ကလေးကဒီလိုမျိုးဓာတ်ကိုမှတ်လို့ရတယ်အမကတော့အမှန်းနဲ့ကိုရတဲ့အတွက်ကိုပေါ့နော်ဒီဆက်ပေါ်မှာတစ်ခါတည်းထည့်လိုက်တာပါဒီမှာအမဒီမှာနှစ်လက်မှ နော်နှစ်လက်မကနေနှစ်လက်မခွဲထိထည့်လို့ရတယ်အမကတော့ရှူတာလေးကြိုက်တယ်အတွက်ကိုနှစ်လက်မခွဲယူလိုက်ပါတယ်နော်နှစ်လက်မခွဲကိုဒဲ့ရီဆွဲလိုက်မယ်အဲ့ဒီနှစ်လက်မခွဲကနေပြီးတော့တထောင်လောက်ကိုမှတ်ထားတဲ့နေရာလေးကိုသွားပြီးတော့လှမ်းပြီးတော့ထောက်ပုံစံပြန်ရှူပါမယ်နော် သေးရာနေကြီးမယ်အပေါ်ကနေသေးတယ်သေးတာကနေအောက်ကိုကြီးလာမယ်เนาะအဲ့လိုပုံစံမျိုးလေးပေါ့เนาะအောက်ကိုခိုးပြီးတော့တင်လိုက်တာပါအဲ့တောက်ကလေးကအရန်တန်ဖို့ရှိပါတယ်เนาะအဲတချို့ကနားမလဲတော့လေထမင်းကစောင်းနေတယ်လို့အဲ့လိုမျိုးတွေပြောတယ်ပေါ့เนาะတချို့ကြလည်းလူကြီးပိုင်းတွေကထမင်းကိုလမ်းကျယ်ကျယ်ရှောက်ချင်တဲ့လူတွေကြတော့လေအဲ့တောက်ထဲတာကိုမကြိုက်ဘူးပေါ့เนาะဒါပေမဲ့တရားမှာ80လောက်ကတော့သဘောကျတယ်ပေါ့เนาะအဲ့ကြောင့်အဲ့တောက်ကလေးကိုအဲထည့်ပေးပါနားမလဲတဲ့သူတွေကိုလည်းပြန်ပြီးတော့ရှင်းပြပါเนาะဒီတောက်ကလေးရဲ့တန်ဖိုးကို တောင်လေးကအဲအဓိကတော့ပြော့တဲ့အသားတွေဆိုရင်ပို့ပြီးလိုအပ်တယ်เนาะထမိန်ကိုအဲဂျိတ်ထမိန်နေပတ်ထမိန်နေမှာလည်းဒီလိုမျိုးလေးတွေထည့်ထားတယ်ပေါ့เนาะအဲဒါရိုးရိုးထမိန်မှာလည်းအဲထည့်ပေးတင်တယ်ပေါ့เนาะအင်းဒီမှာအခုထည့်တဲ့ပုံစံလေးကိုပေါ့เนาะအပြာလိုင်းလေးနဲ့ဆွဲထားပါတယ်မမြင်ရမှာစိုးလို့ပါเนาะအောက်ကိုနှစ်လက်မှနှစ်လက်မှခွဲလောက်ယူလို့ရတယ်เนาะယူပြီးတော့အပေါ်ကိုလှမ်းပြီးတော့ဆက်လိုက်ပါမယ် ဟိုလက်မဝက်ချုပ်လာနေပြီးတော့တဖြည်းဖြည်းနဲ့လက်မဝက်လက်မဝက်ကနေ6စိတ်တလက်မတလက်မခွဲเนาะတလက်မခွဲနေ2လက်မအဲ2လက်မနေပြီးတော့ဒီမှာ2လက်မခွဲကိုမှတ်ထားတဲ့နေရာအထိကိုသေးရာနေပြီးတော့ချိုရိုးကိုကြီးလိုက်မယ်စောင်းပြီးချုပ်လိုက်တာပေါ့เนาะအဲအဲ့ဒါဆိုရင်ဒီမှာအောက်ထပ်ကလေးရပါပြီအဲ့ဒီအောက်ထပ်ကလေးကိုဒီတိုင်းမထားခြင်းမှုဆိုရင်လည်းအဲညှက်ထုတ်လိုက်လို့ရတယ်เนาะဟိုထားထားခြင်းလည်းရပါတယ်အဲ့ဒါမိမိအဆင်ပြေလို့လုပ်လို့ရပါရဲ့เนาะအဲအမကတော့ညှက်မထုတ်ဘူးဒီတိုင်းမထားလိုက်တယ် เนาะအဆိုရင်အောက်တော့ကလေးရသွားပါပြီအဲ့ဒါလေးပြကျင်တဲ့အတွက်ကိုအမဒုတိယပိုင်းကိုဆက်ပြီးတော့ပြပေးလိုက်တာပါเนาะဒါလေးကပျော့တဲ့အစာဒီမှာပို့ပြီးလိုအပ်ပါတယ်เนาะအဲဒါပေမဲ့ပါတိတ်ဒီမှာဆိုရင်တော့အနားတွေပိုင်เนาะမထည့်ပေးနဲ့ပေါ့เนาะအနားတွေပျောက်သွားမှာဆိုလိုပါဒီဘေးချုံရုံးမှာအနားတွေပါတယ်ဆိုရင်တော့ဒီပုံစံယူလို့မရဘူးပေါ့နော်အဲရတော့ရတယ်သူကအနားပြောက်သွားတယ်ပေါ့နော်အဲ့လိုမျိုး အဲဆိုရင်ဒါလေးကတော့ဒါစားတဲ့အပိုင်းမှာညှက်ထုတ်ခြင်းနဲ့ဆိုရင်အစောကြီးကညှက်ထုတ်ပြီးတော့မှဒါစားပေါ့နော်အဲဒါကဘာနဲ့တူလဲဆိုတော့ဒီဂျိတ်ထမိန်နေပတ်ထမိန်နေမှာအောက်အောက်ကိုရှူပြီးတော့စားလိုက်တဲ့ပုံစံမျိုးလေးပါနော်ဒါစားလိုက်ပါတယ် က်ထပ်တင်တောင်းနဲ့ချုပ်တဲ့နေလေးတွေထပ်ပြီးတော့သင်ပေးပါအောင်မယ်နော်အဲဒါလေးကတော့ဒီပတ်လေတောင်လေးအရင်သင်ပေးလိုက်ပါတယ်နော်အဲနောက်ထပ်ပညာဒါနတွေအများကြီးသင်ပေးပါအောင်မယ်ဆက်လက် ပြီးတော့လည်းအဲလိုက်လိုက်ပြီးတော့ကြည့်ပေးပါအောင်နော်ဒါလေးကနောက်ထပ်ပညာတစ်ခုပြပေးခြင်းလို့နော်ဒါလေးကအဲဓာတ်ဆက်ချီကိုတိမ့်လိုက်တာပေါ့နော်ဓာတ်ဆက်ချီကိုဒီမှာအမကလေး ဟိုရှိရှိလေးဖြတ်လိုက်တယ်ဖြတ်ပြီးတော့မှသူ့ကိုထိုးပြီးတော့ကတ်ပြီးတော့ဒီအဲထက်ဆင်ထိတ်ကိုပေါ့နော်ဒီနားလေးနဲ့ကတ်ပြီးတော့ယူလိုက်တယ်ယူပြီးတော့ညှက်လိုက်တယ်အဲ့ဒါဆိုရင်လုံးဝဒီဓာတ်ဆက်ကပြီဖို့လုံးဝမရှိတော့ပါဘူးเนาะထမိန်နာဆိုပါမယ်အဲ့ဓာတ်ဆက်ကမပြီးတော့ပါဘူးเนาะဒီလိုမျိုးနီးလေးနဲ့အဲနားသက်လေးတွေကိုလှအောင်ယူပြီးလို့ရပါတယ်เนาะခိုင်လေးခိုင်နဲ့နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်เนาะအဲ့လိုမျိုးလေးယူပေးပါလိုက်တဲ့အချိန်မှာနည်းနည်းလေးအရှိကိုတက်လက်မလောက်ကျပို့ပြီးတော့ဒါဆက်ချီအနားလေးကိုထုတ်ထားလိုက်ပါနော်။ဒါဆိုရင် အဆင်ပြေပြီเนาะပလက်တောင်းနဲ့ထဲတဲ့နီးလေးရာဒါလေးပါပဲရှင်နောက်ထပ်ပညာဒါနလေးလာပါအောင်မယ်เนาะဒါလေးကအဲတောက်ထည့်ထားတော့ရှူးွားတဲ့ပုံစံလေးပေါ့နော်မြင်တာလားတော့မသိဘူးဗီဒီယိုထဲမှာတော့အမဒီမှာရှူးွားတာလေးအဲ့ဒီကနေရှူးွားတာเนาะအမ အဲနော်ဝိလိုက်လို့ရှိရင်သူကလည်းပုံကြတာပေါ့နော်တခါတည်းရှူပြီးသားလေးဖြစ်နေတယ်အဲ့ဒါလေးကိုပြချင်တာပါအဲဒါလေးကတော့ဝတ်ပြထားတာပေါ့နော်အဲအကျန်းဝတ်ထားတာမလို့ပါထမင်းရရေမလျှော်ရသေးလို့ဖောင်းနေတာဖြစ်ပါတယ်